ယူကရိန်းနဲ့ရုရှားကမှငြိမ်းချမ်းရေးဆွေးနွေးပြီးအဲ့ဒီငြိမ်းချမ်းရေးရသွားပြီဆိုရင်တော့ရလာတဲ့ငြိမ်းချမ်းရေးကိုတကယ်တည်တံ့အောင်ခိုင်မြဲအောင်ထိန်းသိမ်းထားဖို့ဆိုတာကတော့အများကြီးပိုခက်ခဲနေအောင်ပါ။ဒါဟာအခုငြိမ်းချမ်းရေးဆွေးနွေးပွဲတွေတဖြည်းဖြည်းရှေ့ဆက်လာတာနဲ့မျှယူကရိန်းနိုင်ငံကိုယ်တိုင်ရောသူ့ရဲ့မဟာမိတ်နိုင်ငံအများအပြားအတွက်ပါအကြီးမားဆုံးစိုးရိမ်ပူပန်မှုဖြစ်နေခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့အားလုံးသိထားကြတဲ့အချက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ရုရှားသမ္မတဗလာဒီမာပူတင်ပါဇက်ကပြောတဲ့စကားနဲ့ သူတကယ်လက်တွေ့လှုပ်ဆောင်တဲ့အရာတွေဟာမကြာခဏဆိုသလိုတထက်တည်းမကြတတ်ဘူးဆိုတာပါပဲ။ဂတိတွေဆိုတာသူ့အတွက်တော့လေထဲမှာရေးတဲ့စာလိုပဲအချိန်မူရေးဖြတ်ပစ်လို့ရတယ်။ဒီနေ့ဟုတ်တယ်ပြောပြီးမနှက်ဖြံမဟုတ်တော့ဘူးလှုပ်တတ်တဲ့တမိုင်းကလည်းရှိနေခဲ့တယ်မဟုတ်လား။ဒီလိုမတည်ငြိမ်နဲ့မယုံကြည်ရတဲ့အိမ်နီးချင်းကြီးနဲ့ရေချိန်ငိမ့်ငိမ့်ကြီးတိဆောက်ဖို့ဆိုရင်ယူကရိန်းတွက်လုံခြုံရေးအာမခံချက်ဆိုတာမရှိမဖြစ်လိုအပ်လာပါတယ်။ဆိုလိုတာကငါတို့ကိုနောက်တစ်ခါထပ်ကျူးကျော်ခဲ့ရင်ဘသူတွေငါတို့ဘက်ကရက်တည်ပြီးကာဝယ်ပေးမယ်ဆိုတဲ့ခိုင်မာတဲ့ဂတိကုတ်ဝတ်မျိုး လက်တွေ့ကြတဲ့အကာအကွယ်မျိုးပါ။ဒါမှသာစကူဘော်ကငိမ့်ငိမ့်ရေးဟာတကယ်လက်တွေ့ကဘာမှာအသက်ဝင်လာနိုင်မှာပါ။ပြီးတော့အခုကြည့်ရတာတော့အဲ့ဒီအာမခံချက်တွေကိုယူကရိန်းတကယ်ရရှိတော့မယ်ပုံပါပဲ။ဥရောပတပ်ဖွဲ့တွေဟာယူကရိန်းမြေပေါ်ကိုဝင်ရောက်ဖို့အသင့်အနေထားဖြစ်နေကြပါပြီ။ဟုတ်ပါတယ်။ခင်ဗျားတို့ကြားတာမှမှားပါဘူး။ဥရောပစစ်သားတွေယူကရိန်းကိုသွားဖို့အသင့်ဖြစ်နေပါပြီ။ဒီသတင်းကိုတီးပြပေးကြတာကတော့ဆန္ဒတူနိုင်ငံများမဟာမိတ်အဖွဲ့လို့ခေါ်တဲ့အဖွဲ့ကိုဦးဆောင်နေတဲ့ United Kingdom ပါပဲ။ဒီနိုင်ငံတွေရဲ့စူးစီးညှိနှိုင်းမှုဟာအနှစ်သာရအဖြစ်တော့ ယူကရိန်းတို့ကလုံခြုံရေးအာမခံချက်တစ်ခုပါပဲ။ဘာဖြစ်လို့လဲဆိုတော့ဒီမဟာမိတ်ဖွဲ့ဟာအတိတ်တုန်းကလည်းဘလို့ငိမ့်ညံ့ရေးသဘောတူညီချက်မျိုးကိုမဆိုထိမ့်သိမ်းဆောင်ရှောက်ဖို့အတွက်လိုအပ်ရင်လိုအပ်သလိုယူကရိန်းနိုင်ငံတဲ့ကိုတပ်ဖွဲ့ဝင်တွေစေလွှတ်တာမျိုးထိဘာမဆိုလှုပ်ဆောင်သွားဖို့ဆန္ဒရှိတယ်လို့ပြက်ပြက်သားသားပြောကြားထားခဲ့ပြီးသားပါ။သူတို့ရဲ့ကတိက ခိုင်မာပါတယ်။အခုတော့ UK ရဲ့ကာဝေးရေးဝန်ကြီး John Healy ကအဲ့ဒီဖြစ်နိုင်ခြေကိုနောက်တစ်ကြိမ်ထပ်လောင်းအတည်ပြုပေးလိုက်ပြန်ပါပြီ။အော်တိုဘလာ20ရက်နေ့ကလန်ဒန်မြို့မှာပြုလုပ်ခဲ့တဲ့မိန်ကွန်းတစ်ခုအတွင်မှာ Mr. Healy ကပြည်သက်ကိုငိမ့်ငိမ့်ရေးဆိုတာဖြစ်နိုင်ပါတယ်လို့ပြောကြားခဲ့ပြီးတဲ့နောက်မှာဒီလိုဆက်ပြောခဲ့တယ်။အကယ်၍တမရထရန့်ကငိမ့်ငိမ့်ရေးကိုကြောင်းဝင်ဖြန့်ဖြေးပေးနိုင်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ဟာအဲ့ဒီငိမ့်ငိမ့်ရေးကိုရေရှည်အတွက်လုံခြုံအောင်ကူညီပေးဖို့အသင့်ရှိနေပါလိမ့်မယ်လို့ဆိုပါတယ်။ကဲဒီနေရာမှာစိတ်ဝင်စားစရာမေးခွန်းတစ်ခုထွက်လာပါပြီ။အဲ့ဒီငိမ့်ငိမ့်ရေးကိုရေရှည်အတွက်လုံခြုံအောင်ကူညီပေးမယ်ဆိုတာကဘာကိုအတိအကျဆိုလိုတာလဲ။ Mr. Healy ကအဲ့ဒီမိန့်ခွန်းထဲမှာပဲဒီအချက်ကိုပို့ပြီးရှင်းလင်းအောင်ဖွင့်ဆိုသွားခဲ့ပါတယ်။ BBC သတင်းဌာနကဖော်ပြခဲ့သလိုပဲဟီလီက UK ကတပ်ဖွဲ့ဝင်တွေဟာတပ်ဖြတ်မှုအသင့်ဖြစ်နေပြီလို့ပြောကြားခဲ့ပါတယ်။ပြီးတော့သူတို့ကြီးပဲမဟုတ်ဘူးနော်။ဆန္ဒတူနိုင်ငံမြတ်မဟာမိတ်ဖွဲ့တွေကအဖွဲ့ဝင်နိုင်ငံအများအပြားကလည်းဒီကိစ္စအတွက်သဘောတူညီထားပြီးသားဖြစ်ပြီးတပ်ဖြတ်မှုအတွက်အစီအစဉ်တွေဟာအချိန်တော်ကြာကလေးကရေးဆွဲထားပြီးသားဖြစ်တယ်ဆိုတာကိုပါဖော်ထုတ်ပြောကြားခဲ့ပါတယ်။နိုင်ငံပေါင်း38နိုင်ငံကျော်ကစစ်ဘက်ဆိုင်ရာစီမံကိန်းရေးဆွဲသူ200ကျော်ဟာပြီးခဲ့တဲ့6လတာကာလအတွင်းမှာဒီကိစ္စအတွက်အလုပ်လုပ်ခဲ့ကြတယ်ဆိုတဲ့အချက်က အချက်ပြလိုက်တာနဲ့ဥရောပနိုင်ငံအများစုဟာချက်ချင်းလှုပ်ရှားဖို့အသင့်ဖြစ်နေပြီဆိုတာကိုပြသနေပါတယ်။ဒါဟာလေထဲမှာတိုက်အိမ်စောင့်နေတာမဟုတ်ဘူး။တကယ့်ကိုအသေးစိတ်ပြင်ဆင်ထားတဲ့အစီအစဉ်တွေရှိနေပြီဆိုတာပါပဲ။အထူးသဖြင့် UK ဟာယူကရိန်းမှာငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုရရှိခဲ့မယ်ဆိုရင်ငွေအမြောက်များသုံးစွဲဖို့ပြင်ဆင်ထားပါတယ်။သူတို့ဟာယူကရိန်းနိုင်ငံထဲကိုတပ်ဖွဲ့ဝင်တွေစေလွှတ်ဖို့အတွက်ပေါင်တန်းတရာဒေါ်လာ133တန်းခန့်ထပ်ပိုများတဲ့ပမာဏကိုသုံးစွဲရလိမ့်မယ်လို့အခုကတည်းကမျှော်လင့်ထားကြောင်းဟီလီကကြေညာခဲ့ပါတယ်။ ဒါဟာလွယ်လွယ်ကူကူဂရီတခုမဟုတ်ပါဘူးတကယ်ကိုအလေးနက်ထားတဲ့ယင်းနှမြုံနံမှုတခုပါဒါပေမဲ့ဒီနေရာမှာသိငယ်တဲ့အတားအဆီးလေးတခုတော့ရှိနေပါတယ်ဒါပေမဲ့ဒါကယူကရိန်းအတွက်ဝမ်းသာစရာသတင်းတခုဖြစ်ပါလိမ့်မယ်ယူကရိန်းနဲ့သူ့ရဲ့မိုင်းဖက်နိုင်ငံတွေဟာသူတို့ရဲ့တပ်ဖွဲ့တွေကိုယူကရိန်းနိုင်ငံတဲကိုဆေလွတ်ဖို့ဂရီပြူမာကယူကရိန်းရဲ့အကောင်းဆုံးအကျိုးစီးပွားအတွက်ဖြစ်မှသာဖြစ်မယ်ဆိုတဲ့အချက်ပါပဲငင်းငယ်ရေးဆွေးနွေးပွဲတွေအတွင်းမှာဘလို့ပုံစံနဲ့ဘာတွေကိုညှိနှိုင်းမလဲဆိုတာကိုဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေကယူကရိန်းပြည်သူတွေသာဖြစ်ရပါမယ် အကယ်၍ရုရှားကယူကရိန်းသဘောမတူတဲ့ငြိမ်းချမ်းရေးအဆိုပြုချက်တစ်ချက်ခုကိုအတင်းကျပ်တွန်းအားပေးဖို့ကြိုးစားခဲ့မယ်ဆိုရင်ဆန္ဒတူနိုင်ငံများမဟာမိတ်အဖွဲ့ဟာအဲ့ဒါကိုစန့်ကျင်ရပ်တည်သွားမှာပါ။အဲ့ဒီလိုဆိုရင်တော့ငြိမ်းချမ်းရေးသဘောတူညီချက်ရဲ့အစိပ်ပိုင်းတစ်ခုအနေနဲ့မဟာမိတ်တပ်ဖွဲ့တွေရှိလာမှာမဟုတ်ပဲအဲ့ဒီအစားဥရောပစစ်သားတွေဟာပူတင်ကိုစန့်ကျင် တိုက်ခိုက်ဖို့အတွက်ယူကရိန်းမှာတက်ဆွဲလာတာမျိုးလည်းဖြစ်သွားနိုင်ပါတယ်။ဆိုလိုတာကငြိမ်းချမ်းရေးထိန်းသိမ်းဖို့မဟုတ်ပဲယူကရိန်းကိုကာကွယ်ဖို့ရုရှားရဲ့ကျူးကျော်မှုကိုတွန်းလှန်ဖို့ဝင်လာတာမျိုးပေါ့။ ဒါကတော့ပိုပြီးအန္တရာယ်များတဲ့လမ်းကြောင်းတစ်ခုဖြစ်သွားနိုင်ပါတယ်။ဇကတ်ချက်အနေနဲ့ပြောရရင်မစ္စတာဟီလီကပူတင်ကိုနောက်ထပ်သတင်းစာတစ်ခုပါလိုက်တဲ့အနေနဲ့ UK ဟာသူတို့ရဲ့စစ်သားတွေကိုလုတ်ပိုင်ခွင့်အသစ်တချို့ပေးအပ်လိုက်ပြီဖြစ်ကြောင်းကိုလည်းထည့်သွင်းပြောကြားသွားခဲ့ပါသေးတယ်။ပူတင်က UK ကိုသူ့ရဲ့နံပါတ်1ရန်သူအဖြစ်ရှုမြင်နေတယ်လို့သတိပေးရင်ဟီလီကအခုဆိုရင် UK စစ်သားတွေဟာသူတို့ရဲ့စစ်အခြေစိုက်စခန်းတွေရဲ့လေပိုင်တဲ့ထက်ကိုကျူးကျော်ဝင်ရောက်လာတဲ့ဘလို့ drone မျိုးကိုမဆိုပြစ်ချခွင့်ရရှိသွားပြီဖြစ်ကြောင်းဖော်ထုတ်ပြောကြားခဲ့ပါတယ် ဒါဟာပြစ်ခတ်ဖို့အတွက်ခွင့်ပြုချက်တောင်းခံနေရတာမျိုးမဟုတ်တော့ပါဘူး။ဒါဟာတွေ့တာနဲ့ပြစ်ဆိုတဲ့အမိန့်ပါပဲ။အရင်လိုစောင့်ကြည့်တတိပေးပြီးမှပြစ်တာမျိုးမဟုတ်တော့ပါဘူး။တွေ့တာနဲ့ချက်ချင်းပြစ်ချပိုင်ခွင့်ပေးလိုက်တာပါ။ဒီအမိန့်ဟာ2024ခုနှစ်အတွင်းမှာအမေရိကန်ကအသုံးပြုနေတဲ့ဗြိတိန်လေတပ်စခန်း၄ခုမှာလျှို့ဝှက်ဆန်းကျတဲ့ဒရုန်းတွေပြန်ဝင်နေတာကိုတွေ့ရှိခဲ့ရပြီးနောက်မှာပေါ်ထွက်လာခဲ့တာပါ။လက်ရှိအချိန်မှာတော့ဒီလုပ်ပိုင်ခွင့်အစ်စ်တွေဟာစစ်ဘက်ဆိုင်ရာနေရာတွေအတွက်ပဲကန့်သတ်ထားပါသေးတယ်။ဒါပေမဲ့ BBC ကတော့ အကယ်၍ရုရှားကသူတို့ရဲ့ NATO မဟာမိတ်တွေကိုပြစ်မှတ်ထားတဲ့ hybrid စစ်စင်ရေးနည်းပြူဟာတွေကိုဆက်လက်တိုးချဲ့လှုပ်ဆောင်နေဦးမယ်ဆိုရင်မကြခင်မှာပဲလေဆိပ်တွေလိုမျိုးအရက်ပတ်နေရာတွေအထိဒီလုပ်ပိုင်ခွင့်ကိုတိုးချဲ့ပေးလာနိုင်တယ်လို့သုံးသပ်ထားပါတယ်။ဆိုတော့ UK ကတော့သူတို့ရဲ့လုံခြုံရေးကိုကာကွယ်ဖို့အတွက်ပိုပြီးတင်းတင်းကြပ်ကြပ်ကင်ွယ်လာဖို့ပြင်ဆင်နေပါပြီ။အခြေအနေတွေအရဆိုရင်ဥရောပနိုင်ငံတွေဟာဒီဆန္ဒတူနိုင်ငံများမဟာမိတ်အဖွဲ့ရဲ့အလံအောက်ကယူကရိန်းထဲကိုဝင်ရောက်ဖို့အသင့်ဖြစ်နေပြီလို့ကောက်ချက်ချလို့ရပါတယ်။ အထူးသဖြင့် UK ကဒီထိုးစစ်ကိုဥဆောင်မဲ့သူဖြစ်လာနိုင်ပါတယ်။ဘာလို့လဲဆိုတော့ UK ဟာယူကရိန်းကိုအထောက်ပံ့ပေးမှာဥရောပမှာရှေ့ဆုံးကနေဥဆောင်ခဲ့တာအချိန်တော်ကြပါပြီ။ဒီဆန္ဒလူနိုင်ငံများမဟာမိတ်အဖွဲ့ကိုယ်တိုင်ကလည်း UK ကဥဆောင်ဖွဲ့စည်းခဲ့တာပါ။ဒီအဖွဲ့က NATO ရဲ့ဖွဲ့စည်းပုံနဲ့တီးခြားလွတ်လွတ်လပ်လပ်ယူကရိန်းကိုလုံခြုံရေးအကူအညီတွေပေးဖို့နိုင်ငံပေါင်း26နိုင်ငံကျော်အချို့အစိုးရ38နိုင်ငံကျော်ပါဝင်တဲ့မဟာမိတ်အဖွဲ့ဖြစ်ပါတယ်။ NATO နဲ့တီးခြားလွတ်လပ်စွာဆိုတဲ့အချက်ကအရေးကြီးပါတယ်။ အမေရိကန် Ukraine ဆက်ဆံရေးမတည်ငြိမ်မှုတွေကြားမှာဒီလိုလုံခြုံရေးရန်တရားတစ်ခုရှိနေတာက Ukraine ရဲ့ရေရှည်အတွက်အရေးပါလာပါတယ်။ UK ဥဆောင်တဲ့ဒီမဟာမိတ်အဖွဲ့ဟာစစ်ပွဲပြီးနောက် Ukraine ရဲ့အချုပ်အခြာအာဏာကိုအမခံချက်ပေးနိုင်ဖို့တပ်ပေါင်းစုတစ်ခုကိုလေ့ကျင့်ပေးဖို့နဲ့လက်နက်တပ်ဆင်ပေးဖို့ကြိုးစားနေတာပါ။သူတို့ရဲ့ညီမချက်ကရုရှားရဲ့နှောက်ယှက်မှုတွေကြားကနေ Ukraine ကိုအနာဂတ်ထိတည်ရှိနေစေဖို့ရေရှည်ဂတိကဝတ်ပေးဖို့ပါပဲ။ UK ရဲ့ရှေ့ဆောင်မှုပုံစံကအမြဲတမ်းလိုလိုပါပဲ။ The Atlantic Council ရဲ့အဆိုအရ UK ဟာ Ukraine ကိုအဝေးပြစ်ဒုံးကျည်တွေနဲ့ခင်မီတန်ကားတွေပေးဖို့ပထမဆုံးဥရောပနိုင်ငံဖြစ်ခဲ့ပြီးမှတခြားနိုင်ငံတွေကလိုက်ပါလာမျိုးတွေရှိလာခဲ့ပါတယ်။နောက်ထပ်သတင်းကောင်းကတော့ UK ရဲ့အထောက်ပံ့ဟာခိုင်မာနေပုံရတာပါပဲ။ဇန်နဝါရီလကချုပ်ဆိုခဲ့တဲ့နှစ်တရာတက်တန်းရှိမိဖက်ဆက်ဆံရေးက Ukraine ဟာလာမယ့်ရာသူနှစ်ထိချုပ်ချာအာဏာပိုင်နိုင်ငံတနိုင်ငံဖြစ်တည်ရှိနေမယ်လို့ UK ကယုံကြည်ကြောင်းပြသနေပါတယ်။ဒါ့အပြင် UK ပြည်သူတွေရဲ့ထောက်ခံမှုကလည်းခိုင်မာပါတယ်။ စစ်တမ်းအရ58ရာခိုင်နှုန်းသော UK ပြည်သူတွေကယူကရိန်းနယ်မြေစွန့်လွတ်ရမှာကိုမလိုလားကြပါဘူး။အရေးကြီးဆုံးကတော့ UK ကလူ80ရာခိုင်နှုန်းကယူကရိန်းစစ်ပွဲအနိုင်ရသေးခြင်းပြီးစုစုပေါင်း69ရာခိုင်နှုန်းကအနိုင်ရဖို့ကိုအလေးနက်ထားဂရုစိုက်နေကြပါတယ်။ဒီလိုခိုင်မာတဲ့ပြည်သူထောက်ခံမှုက UK ဟာယူကရိန်းအတွက်သူတို့ရဲ့ဂတိကဝတ်ကနေမကြခင်မှာရိမ့်ရိုင်သွားမှာမဟုတ်ဘူးဆိုတာပြသနေပါတယ်။ဒီလိုတက်ဖွဲ့ဖြန့်ချမဲ့ကိစ္စကဘယ်လိုပုံစံဖြစ်လာမလဲဆိုတာမစ္စတာဟီလီကအတိအကျမပြောသေးပေမဲ့ အစီအစဉ်တွေကတော့လာပေါင်းများစွာကတည်းကရေးဆွဲထားပြီးသားလို့သူကအတည်ပြုပါတယ်။ယူကရိန်းကရန်သူကိုအကြိုတိပွဲမပေးချင်တာကြောင့်အသေးစိတ်ကိုထုတ်ဖော်မပြောသေးတာဖြစ်နိုင်ပါတယ်။ဒါပေမဲ့ခံမှန်းကြည့်လို့တော့ရပါတယ်။ဖြစ်နိုင်ရရှိတဲ့ပုံစံနှမျိုးကို DW သတင်းဌာနကလေ့လာသုံးသပ်ခဲ့ပါတယ်။ပထမတစ်ခုကတော့ဥရောပစစ်သားတွေကကုလသမဂ္ဂတပ်တွေလိုငြိမ်းချမ်းရေးထိန်းသိမ်းသူများအဖြစ်ပါဝင်တာပါ။ဒါပေမဲ့ European Council on Foreign Relations က Rafael Losca ဒီအတွေးခေါ်ဟာဥရောပကကြားနေမှုရှိတယ်လို့ယူဆထားပေမဲ့ လက်တွေမှာဥရောပဟာယူကရိန်းဘက်မှာရှိနေတယ်လို့မြင်ခံကျင်တာကြောင့်မကိုက်ညီဘူးလို့ဆိုပါတယ်။ဒီလမ်းကြောင်းကသာရွေးမဲ့ဆိုရင်အပြစ်ခတ်ရဲစဲရေးကိုစောင့်ကြည့်ဖို့တန်ကြက်ကအရင်တွေနဲ့တပ်ဖွဲ့ဝင်ထောင်ပေါင်းအနည်းငယ်ကိုတက်ဖြတ်တာမျိုးဖြစ်နိုင်ပါတယ်။ဒုတိယရွေးချယ်စရာကတော့တိုက်ပွဲဝင်မှုအသင့်ဖြစ်နေတဲ့တပ်ဖွဲ့တစ်ခုစေလို့ဖို့ပါ။ဒါကလက်ရှိစစ်ပွဲမှာရုရှားနဲ့တိုက်ရိုက်တိုက်ခိုက်ဖို့မဟုတ်ပါဘူး။အဲ့ဒီအစားငိမ့်ငယ်ရေးကာလမှာယူကရိန်းနဲ့ကိုဝင်ရောက်ပြီးရုရှားကနာဂတ်မှာထပ်မံကျူးကျော်ရင်တုံ့ပြန်မှုအသင့်အနေထားနဲ့ဟန်တားမှုတစ်ခုဖန်တီးဖို့ကြီးရွယ်ပါတယ်။ ီလိုတက်ဖြတ်မှုအတွက်စစ်သားတသိန်းခွဲအထိလိုအပ်နိုင်ပြီးဒါဟာဥရောပရဲ့စုစုပေါင်းတက်ဖွဲ့ဝင်အင်အားရဲ့၁၀ပုံတပုံလောက်ဖြစ်နိုင်လို့ကြီးမားတဲ့ဂတိပွဲဝတ်တစ်ခုပါ။ The Athletic Council ကတော့ဒီတက်ဖြတ်မှုဘယ်လိုပုံစံဖြစ်လာမလဲဆိုတာကမဟာမိတ်ဖွဲ့ဝင်နိုင်ငံတွေဘလောက်အထိဆန္ဒရှိတယ်လဲဆိုတဲ့ပုံမှာမူတည်တယ်လို့ထောက်ပြပါရတယ်။ဥရောပနိုင်ငံတွေအနေနဲ့ Kremlin နဲ့တိုက်ရိုက်စစ်ရေးထိတိုက်တွေ့ဆုံမှုကိုရှောင်ကျင်တဲ့စုပေါင်းဆန္ဒကတက်ဖွဲ့ရဲ့အတိုင်းအတာကိုကန့်သတ်ထားနိုင်ပါရတယ်။ဒီပြင်တက်ဖွဲ့ပြင်ဆန္ဒတူနိုင်ငံများမဟာမိတ်ဖွဲ့ဟာ နေတိုးရဲ့လေကြောင်းကင်းလှည့်စစ်စင်ရေးတွေလိုမျိုးယူကရိန်းကိုလေကြောင်းဆိုင်ရာအထောက်ပံ့တွေလည်းပေးနိုင်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒီစီဇန်တွေအားလုံးဟာယူကရိန်းနဲ့ရုရှားတို့ကြားငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုရရှိမှဖြစ်လာမှာပါ။ပြီးတော့ဒီလိုဥရောပတပ်ဖွဲ့တွေယူကရိန်းနဲ့ဝင်ရောက်ဖို့အတွက်ရုရှားရဲ့သဘောတူညီချက်လည်းလိုအပ်နိုင်ပါတယ်။ရုရှားကတော့တိတ်တုံးကဥရောပတပ်ဖွဲ့တွေယူကရိန်းကိုစစ်ပီးကာလအထောက်ပံ့ပေးတာကိုသူတို့ရဲ့ဗီဒီယိုအာဏာနဲ့ပယ်ချမယ်လို့အခိုင်အမာပြောကြခဲ့ပြီးဒီလိုလုပ်တာကိုနိုင်ငံခြားဆော့ဖတ်မှုလို့ရှုမြင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးလာဖရော့ကပြောခဲ့ပူပါတယ်။ဒါကြောင့်လမ်းခုလက်မှာအတားစီးကြီးတွေရှိနေတော့မှာပဲ။ပြည်ပြေဆုံးတဲ့ကဘာတစ်ခုမှဆိုရင်တော့မျှတတဲ့ငိမ့်ငယ်ရေးသဘောတူညီချက်တစ်ခုကိုသဘောတူညီမှုရရှိမယ်။ပြီးတော့ရုရှားကငိမ့်ငယ်ရေးကိုထိန်းသိမ်းဖို့လိုအပ်တဲ့ဘလို့ပုံစံမျိုးနဲ့ပဲဖြစ်ဖြစ်ဥရောပကယူကရိန်းနဲ့ကိုတပ်ဖွဲ့ဝင်တွေဆင်လွတ်တာကိုအိုကေတယ်လို့ပြောပါလိမ့်မယ်။လက်တွေ့ကဘာမှာတော့ဒါမျိုးကဖြစ်နိုင်ခြင်းနေပါပါတယ်။အဲ့ဒါကနေဒုတိယဖြစ်နိုင်ခြေရှိတဲ့ဇလန်းတစ်ခုကိုဖြစ်ပေါ်စေပါတယ်။ဆန္ဒတူနိုင်ငံများမဟာမိတ်အဖွဲ့က ပူတင်ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေဘာပဲဖြစ်ဖြစ်ဝင်ရောက်သွားတာမျိုးပါမစ္စတာဟီလီကသူ့ရဲ့မှတ်ချက်တွေကိုအော်တိုဘာလ20ရက်နေ့မှာတမင်တကာပြောကြားခဲ့တာပါဘာဖြစ်လို့လဲဆိုတော့ထရန့်ကဟန်ဂရီမှာပူတင်နဲ့တွေ့ဆုံပြီးယူကရိန်းနဲ့ငြိမ်းချမ်းရေးအတွက်အချက်အလက်တွေကိုဆွေးနွေးဖို့အစီအစဉ်ထားခဲ့လို့ပါပဲဒါကြောင့်မဲသူကငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုမှာထရန့်ကအခမ်းကဏ္ဍတစ်ခုကနေပါဝင်လာတာကိုပြောခဲ့တာပါ American သမရဟာဒီငိမ့်ငိမ့်ရေးဘယ်လိုပုံစံဖြစ်နိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်အတွင်းတသက်မှတ်သေးမရှိခဲ့ပါဘူး စက်တင်ဘာလ23ရက်နေ့မှာထရန့်ကယူကရိန်းဘက်မှာအပြည့်အဝရပ်တည်နေပုံရပြီးနိုင်ငံဟာယူကရိန်းတစ်ခုလုံးကိုသူ့ရဲ့မူလပုံစံအတိုင်းပြန်လည်အနိုင်ရနိုင်စွမ်းရှိတယ်လို့အခိုင်အမာပြောကြားခဲ့ပါတယ်။ဒါပေမဲ့ပူတင်နဲ့ဟန်ဂရီတွေ့ဆုံပွဲမတိုင်ခင်အကြိုနဲ့မှာတော့ထရန့်ကငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုဟာလက်ရှိတိုက်ပွဲစီးမြစ်တွေကိုရပ်ဆဲထားဖို့လိုအပ်လိမ့်မယ်လို့စတင်ပြီးတော့အရေးအဝတ်ပြောကြားခဲ့ပါတယ်။ဒါကအနှစ်သာရအဖြစ်ယူကရိန်းဟာဒွန်ဘက်စ်ဒေသအများစုကိုပူတင်စီကိုဆွန့်လွှတ်ရမယ်ဆိုတဲ့အထိပ်ပဲပါပဲ။ ဲ့ဒါကိုတော့ယူကရိန်းကဘယ်တော့မှခွင့်ပြုမှာမဟုတ်ပါဘူး။ပြီးတော့ဇလန်စကီးနဲ့တွေ့ဆုံပြီးနောက်မှာထရန့်ကယူကရိန်းစစ်ပွဲကိုအနိုင်ရနိုင်မလားလို့မေးမြန်းခံရချိန်မှာသတင်းတောက်တွေကိုကျွန်တော်တို့သူတို့နိုင်မယ်မထင်ဘူးလို့ပြောခဲ့ပါတယ်။သူတို့နိုင်ကောင်းလဲနိုင်နိုင်ပါတယ်။ကျွန်တော်သူတို့နိုင်မယ်လို့တခါမှမပြောခဲ့ပါဘူး။စစ်ပွဲဆိုတာအလွန်ထူးဆန်းတဲ့အရာတစ်ခုပါ။ဆိုးရွားတဲ့အရာတွေအများကြီးဖြစ်တတ်တယ်လို့ထရန့်ကထပ်လောင်းပြောကြားခဲ့ပါတယ်။ထရန့်ဟာသူ့စိတ်သူဆုံးဖြတ်နိုင်မှုမရပါဘူး။တနေ့တမျိုးမယိုးရအောင်ပါပဲ။ နောက်ဆုံးမှာတော့ဒါတွေကအရေးပါတော့မယ့်ပုံမပေါ်ပါဘူး။ဟန်ဂရီမှာပြုလုပ်ဖို့အဆိုပြုထားခဲ့တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုလုံးဝဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း The Telegraph သတင်းစာကအော်တိုဘာလ22ရက်နေ့မှာဖော်ပြခဲ့ပါတယ်။အကြောင်းရင်းကတော့ရုရှားကအမေရိကန်ကသူတို့စီကိုတင်ပြခဲ့တဲ့အပြစ်ခတ်ရစေးစည်းကမ်းချက်တွေကိုလက်ခံဖို့ငင်းဆဲငင်းဆိုခဲ့လိုပါပဲ။ပုံပြီးဖြစ်နိုင်ခြင်းများလာကတော့ရုရှားကသူတို့ရဲ့အမြင့်ဆုံးတောင်းဆိုချက်တွေကနေနောက်ဆုတ်ဖို့ငင်းဆိုခဲ့တာပါပဲ။ဖြစ်နိုင်တာက အမေရိကန်ကယူကရိန်းကိုနယ်မြေဆွန့်လွတ်ဖို့တွန်းအားပေးနိုင်ခြေရှိတယ်ဆိုတဲ့အားနည်းချက်ကိုအနှံ့ရသွားလို့လည်းဖြစ်နိုင်ပါတယ်။ဥရောပကတချို့မျှော်လင့်ခဲ့ကြနိုင်တဲ့ပူတင်နဲ့ထရန့်ဂျာကတွေးဆုံပွဲကနေထွက်ပေါ်လာနိုင်တဲ့ငြိမ်းချမ်းရေးဟာဖြစ်ပေါ်လာတော့မှမဟုတ်ပါဘူး။ညှိနှိုင်းမှုတွေဟာလာပေါင်းများစွာရှိနေခဲ့တဲ့နေရာမှာပဲပြန်ရောက်သွားခဲ့ပါပြီ။ဒါကယူကရိန်းနဲ့သူ့ရဲ့ဆန္ဒတူနိုင်ငံများမဟာမိတ်အဖွဲ့အတွက်ဘာအထိပ္ပယ်သက်ရောက်တယ်လဲဆိုတာကတော့မရှင်းလင်းသေးပါဘူး။ဥရောပကတက်ဖြန့်ဖို့အသင့်ဖြစ်ကောင်းဖြစ်နေနိုင်ပေမဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်မရှိခြင်းကအဲ့ဒီလိုလှုပ်ဆောင်ဖို့အခွင့်အလမ်းမရှိခြင်းကိုဆိုလိုပါတယ်။အဲ့ဒါကမဟာမိတ်ဖွဲ့ကစစ်ပွဲဆက်လက်ဖြစ်ပွားနေစဲမှာပဲယူကရိန်းနိုင်ငံတဲကိုတက်ဖြန့်ခြင်းဖြင့်သူတို့ကိုစောင့်ကြိုနေမဲ့ရုရှားရဲ့ဘလို့ဒေါသမျိုးကိုမဆိုရင်ဆိုင်ဖို့ဆန္ဒရှိမှသာဖြစ်နိုင်ပါတော့မယ်။အကယ်၍သာအဲ့ဒီလိုဖြစ်ခဲ့ရင်ရုရှားကနောက်ဆုတ်သွားမလား။ဒါမှမဟုတ်ဥရောပတစ်ခွင်လုံးကိုလွှမ်းခြုံသွားမဲ့စစ်ပွဲကြီးတစ်ခုဖြစ်သွားလာမလား။အချိန်ကသာပြောပြပါလိမ့်မယ်။ဘာပဲဖြစ်ဖြစ်ဥရောပကတော့အသင့်ဖြစ်နေရပါမယ်။ ပြီးတော့ဆန္ဒတူနိုင်ငံများမဟာမိတ်ဖွဲ့ဟာတက်ဖြတ်မှုအတွက်အချိန်စမှတ်နေပြီလို့တောင်ထင်ရပါတယ်။အဲဒီတက်ဖြတ်မှုဟာဖြစ်လာဖို့တောင်မလို့အတော့ဘူးလို့ဖြစ်နိုင်ပါတယ်။အကယ်၍ရုရှားကသူ့ရဲ့လက်ရှိပြိုလဲနေတဲ့စီးပွားရေးနဲ့တိုက်မိမဲ့လမ်းကြောင်းတိုင်းဆက်လက်သွားနေခဲ့မယ်ဆိုရင်ပါရုရှားနဲ့ဥရောပအဖွဲ့ဝင်တွေကြားထဲမှာချိန်ကြိုက်ဘုံတလုံးရှိနေပြီးတော့ဆက်ဆံနေရပြီးဒီဘုံကြီးထားမပေါက်ခင်အစိတ်စိတ်မွားမွားကြေမွားမသွားခင်ကြားထဲမှာဆက်ရှိလာပဲအချိန်ရှိတော့တယ်လို့ဆိုပါတယ်။အဲ့ဒီအကြောင်းကိုတော့ကျွန်တော်တို့ရဲ့နောက်ဗီဒီယိုမှာပို့ပြီးအသေးစိတ်ရှာဖွေကြည့်ကြပါမယ်။ ်ပြီးတော့ဥရောပကယူကရိန်းကိုဘယ်လိုကူညီဖို့ကြိုးစားနေတယ်လဲဆိုတာကိုဖော်ပြမယ်နောက်ထပ်ဗီဒီယိုတွေကိုကြည့်ရှုဖို့အတွက်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်လို့တတိပေးပါရစေခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်